အလုပ်ပဲမကလာပါကျွန်တော်ဒီတစ်ခါဆွေးနွေးမှာကတော့ US ရဲ့ကျက်ဥဈေးတက်တဲ့အကြောင်းကိုဒီဆက်ဆွေးနွေးတော့မှာဖြစ်တယ်ပေါ့နော်ဒီကိစ္စက minor တလူလူနဲ့တကိအရေးကြီးတဲ့ကိစ္စဖြစ်ခဲ့တယ် Trump ရဲ့ political campaign တုန်းကလည်းဒီကျက်ဥဈေးတက်တဲ့အကြောင်းကိုပြောနေကြတယ်ပေါ့နော်ဒီကျက်ဥဈေးတက်တာပါအချိန်ပေါင်းမနေတော့ဘူး Trump ကိုယ်တိုင်ကလည်း၄ချိန်၅ချိန်လောက်ပြောခဲ့ပြီးပြီပေါ့ mention လုပ်ခဲ့ပြီးပြီဆိုတော့ democratic ဖက်ကလည်းအဲ့ဒီကျဥ်ဇေရင်ကိုခဏခဏနိုင်ငံရေးကစားကွက်အနေနဲ့တုံးကြတာပေါ့။အော်ကျဥ်ဇေတက်နေတယ်။အခုတော့ Trump ကပြောနေတယ်သူသားပထမဒီနေ့မှာပေါ့နော်။သမရယထူရအပြင်တော့ပိုင်ပထမနေ့မှာကုန်ဇေနုံတွေကိုချအောင်လုပ်မယ်ဆိုပြီးမှ promise တွေပေးခဲ့တယ်။အခုကြည့်ပါကျဥ်ဇေတွေတက်နေတယ်ဆိုပြီးမှအဝေဖန်တဲ့ဟာတွေရှိနေတယ်။အဲ့ဒီနေရာလေးမှာ Trump ကဘယ်လိုတုတ်ပြန်ခဲ့လဲဆိုတော့ကျွန်တော်တို့ဆက်လက်ကြည့်ရအောင်။ဆိုတော့ကျဥ်က US မှာတော့ရေးပါနေတဲ့အရာတစ်ခုဖြစ်နေတယ်ကွာ။ ဘရိတ်ဖတ်အတွက်ပဲဖြစ်ဖြစ်ပရိုတင်းအတွက်ပဲဖြစ်ဖြစ်ဂျင်တော်တဲ့နေရာမှာပဲဖြစ်ဖြစ်ရေးပါနေဒါပေမဲ့ဈေးကြီးတဲ့ခါကျတော့လူတွေကကြေထကြတယ်ပေါ့နော် complain လုပ်ကြတယ်ပေါ့ okay ကြည့်ကြည့်အောင် I mentioned I saw a show yesterday, and they had a Democrat congressman on, on Fox, and uh, he said, "Well, President Trump said prices would be coming down, and instead he's focused on other things. Well, we are focused on a lot of other things, like peace, like uh, all of these companies that are moving in and jobs." but uh, what he didn't say is the prices have come down very substantially. And if you look at uh, when I came in after one week, they were screaming at me about eggs. Eggs had nothing to do with me. တော်လည်းကြီးရနေတယ်ပေါ့နော်ကျွန်တော်သမရအရာပြည့်နောက်ပိုင်းမှာပေါ့ရုံတက်တာရုံတက်တာတပတ်တောင်မကြဘူးတပတ်တောင်မကြဘူးတဲ့ they were screaming at me about x ပေါ့အဲ့ဒီချက်ဦးနဲ့ပတ်သက်ပြီးမှကျွန်တော်ကိုပဲအိုးအိုးနေကြတယ် ဒီကျုပ်ဇေတတာကျွန်တော်နဲ့ဘာမှမဆိုင်ဘူးပေါ့ကွာဒီကျုပ်ဇေတတာဘိုင်ဒန်ခက်တုန်းက2024တုန်းကဇေတခဲ့တာအမှန်ဆုံးတော့2025မှာဇေချခဲ့တာဆိုတော့ဒီမိုကရက်တစ်ဖွဲ့တွေကထရမ့်ကိုအော်မင်းဂရီပေးတဲ့အတိုင်းမလုပ်ဘူးကုံစင်းလူတက်နေတယ်မကျုပ်ဇေတွေတက်နေတယ်ပေါ့ဆိုတော့ Congress Woman ကဝေဖန်တဲ့တချို့ဒီမိုကရက်တစ်ဖွဲ့တွေကလည်းဝေဖန်ခဲ့တယ်ထရမ့်ကပြောနေတယ် ဒီချက်ဥစည်းတွင်ပဲကျွန်တော်ကျွန်တော်ကျွန်တော်အရှိမခဏခဏလာအိုနေတယ်တဲ့အခုကျွန်တော်တို့ focus တဲ့ဥစား peace မြင့်ချရေးအကြောင်းကိုလည်းတို့မပြောဘူးပေါ့နော်ပြီးတော့အခုလက်ရှိ Trump ကကမ္ဘာ company တော်တော်များများ US မှာပြန်ခေါ်လာခဲ့တယ် company တော်တော်များများ Honda တို့ chip company တို့တခြားကွာ Apple တို့ company တော့ billion billion ချင်းနဲ့ US မှာယင်းနေမျိုးနဲ့မှုပြန်လုပ်လာခဲ့တယ်မနေ့တနေ့ကကျွန်တော်တက်တင်တဲ့တကွာဗီဒီယိုမှာပြထားတာရှိတယ်ပရိသတ်တို့ကကျွန်တော်ရဲ့ podcast ကြည့်လဲလို့ဆိုတော့သူတို့တို့တို့တိမှာပါ so company ကအများကြီး US ကိုပြန်ခေါ်လာခဲ့တယ်ပေါ့ so အဲ့ဒီချက်ဈေးကိစ္စကအမေရန်ဒီနိုင်ငံကြီးပြဿနာမှာ issue တခုတော့ဖြစ်နေတယ်ပေါ့နော် but they were through the roof and you couldn't get them and now they're down about 35 40% maybe even more than that i'm going to let uh, brook uh, if you would uh, just so အခုစနေဒီချက်ဦးဈေးက၄၀ရခိုင်နှုန်းလောက်ပြန်ကျလာတယ်2025မှာပေါ့ ဆို2024တော့ကတမရထမတိုင်ခင်ဂရေကကျုပ်စီကတဘီတာကွာအဲ့တော့ကိုသွားပြီးမှအတော့ထပ်ပစ်တီနေကြရကွာမင်းကဂရီမပေးဘူးလားတရက်နေ့မှပဲကုံစင်းကိုအကုန်လုံးကြောက်လို့ပြလိုက်မယ်လို့ခမရကပရိဂရီမပေးဘူးမဟုတ်လားဘာဖြစ်လို့မကြတာလဲသူကပစ်သွားတင်နေကြရကွာထရမ့်ကပြောရတယ်မဟုတ်ဘူးကျွန်တော်နဲ့မဆိုင်ဘူးဒီကိစ္စကဘိုင်ဒန်ခေတ္တကဇေတက်ပြီးသားအခုကပူဇေကျသွားတယ်ပေါ့တူကျုပ်ဇေက၄၀ရာခိုင်နှုန်းဇေကျသွားတယ် ဆိုတော့အဲ့ဒီ grocery ကုန်ကုန်ဈေးနှုန်းတွေကလည်းကျလာတယ် energy price ဆိုရင်ဈေးနှုန်းတွေကလည်းကျလာတယ် gas တို့ petrol တို့ကျလာတယ်ပေါ့နော်ဆိုတော့ trump ကိုယ်တိုင်ကပြောထားတဲ့အရာတွေဖြစ်တယ်ဆိုတော့ပြည်သက်တို့ကယုံလားမယုံလားဆိုတော့နားထောင်တဲ့ပြည်သက်တို့ပုံမှာပဲအမူတီတော့တယ်ပေါ့နော် I hope the Fed lowers interest rates and then you're going to see interest rates coming down and I'll have you So interest rate ကလည်း

လူတတော်မိမကတွေးချင်တွေးလိုက်မယ်အာဒါကပြက်တာတင်းလေးပါအတင်းမွားလေးပါလို့ပြောချင်ပြောကြမှာဒါမဲ့ဒီချက်ဥစည်းလေးကဘာဖြစ်သွားလဲဆိုတော့နိုင်ငံရေးပြဿနာတစ်ခုနိုင်ငံရေး issue တစ်ခုသွားဖြစ်သွားတယ်ပေါ့နော်ဆိုတော့တမင်သွားပြီးမှအထင်သေးလို့တော့မရဘူးပေါ့အချက်ဥကပေါ့နော်37% in those four years and yet it wasn't covered in the press at all no one talked about the price of it right right that's so true no biden ke rong a che u ze kwa like 230%တက်တာကွာဘေးမီဒီယာကမှမပြောဘူးเนาะ CNN တို့ New York Times တို့ကရေးမှလည်းမဟုတ်ဘူးပြောမှလည်းမဟုတ်ဘူးအခု Trump ကကြာမှာ Trump ကသွားပစ်တင်တယ်အော်မင်းကစင်းလုံးချခိုင်းမယ်ဆိုပေါ့ the summer of last year, for example. That's I mean, true. So, of course, the president wins and he is inaugurated, and the next day, uh, everyone is yelping about why the price of eggs are so high. So, uh, so it was certainly one of many, many issues we took on under the four years of Joe Biden. We had the cost of input go up 30% for all of our agriculture products at the same time. 30 percent, no? The trade deficit. increased 49 billion dollars so it was zero uh under the first Trump administration and then under Joe Biden we sold so a the trade ma be be deficit ထွက်ငွေကပဲဖြစ်ဖြစ်တားနေချီပြီးမှ Biden ကတော့တက်လာခဲ့တယ်ဒါတွင်ကို3 media တွေကဖော်ထုတ်တာမျိုးပြောတာမျိုးမရှိခဲ့ဘူးပေါ့ဆိုတော့အခု Trump ကမှဒါတွင်ကမရှိဘူး zero ဖြစ်နေတယ်เนาะ Trump ကမှ deficit မရှိတော့ဘူးထွက်ငွေနေလာတယ်ဂုံစင်းတို့ကျလာတယ် gas zero ကျလာတယ်ကျပ်ဥစည်းတို့ကျလာတယ်ပေါ့ဒါမဲ့ ဒါရင်က CNN ကပြောမှာမဟုတ်ဘူးတေချာတယ်။ညောက်ထောင်းတို့ကပြောမှာမဟုတ်ဘူးတေချာတယ်။ကျွန်တော်သဘောကျတာကသူတို့ကတက်တင်တဲ့တကွာသူတို့ကအမြဲတမ်းထောက်ပြနေတယ်။ statistic နဲ့ထောက်ပြနေတယ်ပေါ့။အဲ့တော့ကျွန်တော်က obviously Trump ရဲ့ supporter ဖြစ်တယ်ဆိုအမြဲတမ်းပြတ်တက်ကိုပြောပြတယ်ပေါ့။ဟောမင်းကြီးက Fox News ကိုနားထောင်တာကို Menji က Trump ရဲ့ supporter ကြီးပါလို့ပြတ်တက်တော်တော်များကျွန်တော်ကိုဖန်ခဲ့တာပေါ့နော်။ဟုတ်ကဲ့ကျွန်တော်က Trump ရဲ့ supporter ဒါပေမဲ့ကျွန်တော်ကအကျူးနဲ့အကြောင်းနဲ့သူ့ကို support လုပ်တယ် support လုပ်နေတယ် ်ဥပမာခဏခဏပြောနေတယ်ထရမ့်ရဲ့ဒီဇလင်စကီဆက်ဆံတဲ့ပုံစံကိုတော့လုံးဝသဘောမချခဲ့ဘူးဇလင်စကီရဲ့ဟိုဟာ JD Venger ပြောဆိုမှုကိုလည်းကျွန်တော်သဘောမချခဲ့ဘူးဆိုတော့အချူးမဲ့အကြောင်းမဲ့နဲ့အလုံးဝအကွာလုံးဝကြိုက်လို့သဘောကျလို့ဆိုပြီးမှအချူးအကြောင်းမဲ့တော့ spot တော့မလုပ်ဘူးပေါ့နော်တက်တင်နဲ့တကွအခြေခံပြီးမှပဲကျွန်တော်က spot ပေးတယ်ပေါ့49 billion dollars less of our ag products around the world then you combine that with the avian bird flu. And I know I've talked to a lot of you in the press on this over the last three or four weeks. But listen, here's the deal. The president, under uh, his vision and support, we released about a month ago a very significant plan on how to bring the price of eggs down. It included five prongs. I won't go into it now because I don't want to bore everyone. But since that time, the price of eggs, the wholesale price of eggs, has come down 53%. So, 53% uh, down ပဲဒါလေသူတို့ကအဲ့ဒီကျဟုတ်ဈေးကိုဘယ်လိုနည်းနဲ့ ကြအောင်လုပ်မယ်ဆိုတော့သူတို့ကလည်း plan တွေရှိပြီးသားဆိုတော့အခုလည်းလက်ရှိ53% down လဲကျနေတယ်ပေါ့နော်ဆိုတော့ကြည်ပါပေါ်တော့ရေလုံးဝဒီချက်ဥကြီးကချက်ဥစည်းကြီးကတော်တော်လေးနိုင်ငံရေးပြတ်နေတော့ဖြစ်နေတာကို right 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 အဲ့ပြောနေတယ်ပေါ့နော်ဆိုတော့တချို့လူတွေကဟာ Trump ကအတက်တာပဲဘာမှပြောင်းလဲမှုမရှိသေးဘူးပေါ့ စလားပဲရှိသေးတာကွာ overnight မှာဒီတ냐နော်တလတပတ်တွင်းမှာအကုန်လုံးကပြောင်းလဲလို့မရဘူးဒါကအချိန်ယူရတယ်ကွာဆိုတော့သူ vote ပေးတော့ကလေ vote ပေးတဲ့လူတွေကနားလေပြီးသားဒီကိစ္စကြီးကလွေလွေလေးနဲ့နော်တ냐နညတပတ်နှစ်ပတ်တလနှစ်လနဲ့ပြောင်းလဲလို့မရဘူးဆိုသူတို့တိပြီးသားကွာတနိုင်ငိုင်လုံးဥစ္စာကြီးနော်နိုင်ငိုင်လုံးသူထက်ရေးအရေးကြီး overnight ကတ냐တပတ်နှစ်ပတ်နေနေဘယ်လိုလုပ်ပြောင်းလဲနိုင်မှာလဲဒါကတော့ britat နော်ဒီစာဖတ်တဲ့ပြည်သက်တော်တော်များများတည်ပြီးသားပါနော်ဟိုဖက်ကမီဒီယာတွေကပဲမင်းတို့ကခရီးပေးတဲ့အချိန်မလို့ဘူးဘာငယ်ဝေဖန်တာပဲရှိတယ်ပေါ့ the price of eggs are coming down as well as the price of groceries so thank you sir for the opportunity to lead on all right all right was 53% and they're readily available so that's i think it's a fantastic job and uh, overall groceries are down too, that, that's so. right they're coming down so, so, so groceries ဘာလို့ကုန်စည်တမှုတွေကလည်းကျလာမှာပေါ့တခြားလည်း was finally seeing some good news instead of a year after year of prices going up because of grossly incompetent leadership. So Trump ကတော့ပြောနေတာတရင်ကောင်းပဲပေါ့နော်။ဆိုတော့တနေ့ပြီးတနေ့အဲ့ဒီကုန်စည်တွေကိုကြာတာမြင်ရတာတရင်ကောင်းပဲပေါ့။အရင်တုန်းကခေါင်းဆောင်တွေကလောဟာအရင်ချင်းမပြည့်တဲ့နော်လောဟာအသုံးမကျတဲ့ခေါင်းဆောင်တွေဖြစ်နေလို့တနေ့ပြီးတနေ့ဇက်တက်တာတွေမျိုးကျွန်တော်တို့တွေ့နေရတယ်ဆိုတော့ Trump ကတော့ pitting ခဲ့တယ်ပေါ့။ Scott you want to talk about uh, interest rates where you see it all going? Uh, yes, sir. So uh, we are under your direction. We're <laughs> privatizing the economy. We're bringing down government spending. We're bringing down excess employment in the government sector. On the other side, we're going to re leverage the banking system. We're going to have all the new manufacturing jobs. So everyone is laid off. ဆိုတော့စက်ယူပိုင်းဆိုင်ရာပဲဖြစ်ဖြစ် bank ပိုင်းဆိုင်ရာပဲဖြစ်ဖြစ် government ရဲ့အတုံးလုံးပိုင်းဆိုင်ရာပဲဖြစ်ဖြစ် သူတို့ကအကုန်လုံးတော့ကို manage လုပ်မယ်တော့နော်သူတို့အကုန်လုံးစစ်ဆေးမယ်တော့ interest rate ကိုကြောက်အောင်သူတို့ကလုပ်မယ်ပေါ့ Yeah, from the government will have an opportunity to go into the private sector and that is going to lead to disinflation we're going to inflation is under control we're going to get the affordability crisis so alu lo chia pit tro ka inflation ngwe che pom pom pa mu gu tro ka under control thing chou mu au ma tro ka thai nai de tha nai de chin ni pyan yauk la de ဆိုတော့တေချာတဲ့ US မှာ interest rate ကတော့ဒီထက်မကကျမှာတော့တေချာတဲ့ဈေးပူရအဖြစ်ပြောရမယ်ဆိုရင်ပေါ့နော်အခု US မှာ interest rate ကျတာနဲ့ OC မှာလည်းကျမှာတေချာတယ် OC မှာလည်းလူပဲနိုင်ငံရေးသမားတွေစီးပွားရေးသမားတွေ bank ကလူတွေကလည်းခမှန်းချေရှိတယ် Europe မှာလည်း interest rate တွေကျတာဖူးအစစ်စင်ရှိကြတယ်တကဘာလုံးမှာ interest rate ကျဖူးနော်မျိုးလေးနေကြတယ်ဒါက based on US US အပေါ်မှာခြေခံပြီးမှပဲ interest rate တွေကလည်းကျလာတယ်ပေါ့နော်ဆိုတော့အဲ့ဒါကြောင့်ကျွန်တော်ခဏခဏပြောနေတယ် USG သာဒုက္ခရောက်မယ်ဆိုရင်လေကဘာကြီးကလည်းဒုက္ခရောက်တတ်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကဘာကြီးရဲ့တကစ်အရင်နမင်းစီပေါ်ရဲ့ခြေခံကြီးက US ကလည်းဖြစ်လာတယ်ဆိုတော့လာကြရတယ်ဆိုတော့လေ so it's important US economy ကောင်းတာကလူတိုင်းအတွက်ကောင်းပါတယ်ပေါ့ lower energy deregulation more private sector jobs that will naturally get interest rates down. Interest rates mm, so down. private job ka pu mya me, ဆိုတော့အစူရရထင်ချုံမှုအနေနဲ့ bank တွင်ကလည်းသူတို့ရဲ့ power ကျလာမယ်ဆိုတော့ private ကအပြည့်အစိုင်ပူများလေလေ interest rate ကကျလေလေပေါ့နော် Uh, mortgage rates are down almost every week since January 20th. Oh, so you know, January now buy my mortgage in pay the interest rate on my child. See, US to blow the gong. Costs are down about. Ara ringa CNN ko mera phat ne ne pritat ne ti ma mo bu bo. <laughs> 10%, crude oil is down about 15%, and as we keep that going, uh, interest rates are going to keep declining. It'll, it'll be good for more. So, Eddie, this is ka energy cost ka asa 50% down pin ne de ka cha la No, energy cost this is zina zero 50% cha la. To le cha ma. It'll be good for credit card debt. It'll be great for auto loans. Right. It's great, and you're doing a really, really good job. Um, I hope I'd like to see the Fed lower interest rates. Uh, that's just my opinion, uh, because uh, things are coming down. We have inflation under control. Uh, tremendous amounts of money will be soon coming in from tariffs, uh, which is about time that we were able to partake. We've been ripped off by every country on that on that basis, and uh, it's about time inflation ngwe je phong paw mu ka thing chong au under uh, control phit ne aku tariff ke sa a chong a pin ka ma win win ni pu mya la me bo da ka ma chong ka that will be i think very, uh, treated very fairly will very yeah, fair yeah yeah i agree uh, the, money that we're talking about is uh, rather astronomical and it should be because we put years and years uh, I was uh, able in the first term, we had a great first term with the highest stock price increase ever. All the different things that we had, but one of the things. Yeah, but by the way, any stock price ka lungke le tala tala na pat da to to li cha khe da kwa ba phlo le so ro trump ka tariff akun yu me su pi ma chain ya pi na pai ma stock stock price to to li to hong hong cha la de stock price ro a me ra ni lu ba be a yin nong ka tamara khet dong ka lu ba be cha lai sin lai phit ni de ဆိုတော့ဒီမှာပြစ်သက်တွေလည်းရှိမှာပဲ investment လုပ်တဲ့လူတိုင်းအတိမှာပဲအဲ့ဒီ stock price ကနေချင်းညာချင်းတက်လိုက်စင်းလိုက်ဖြစ်နေတယ်ပေါ့နော်ဟိုလွန်ခဲတဲ့နပတ်ဒုံကဖြစ်တယ်အဲ့ဒီ stock ကဆူဆူဝါးဝါကျခဲ့တယ်ဒါက president ကြောင့်ဖြစ်တယ်သမရအကြီးကြောင့်ဖြစ်နေတယ်အဆူဆုံးเนาะ stock ကျတာဖြစ်ခဲ့တယ်ဆိုပြီးမှပြုံးနေကြတယ်ရင်းနေကြတယ်ပေါ့နော်ဒါကတော့ပုံမှန်တော့ပြတော့အမေရန်ကျလိုက်စင်းလိုက်တာပုံမှန်ပါပဲပေါ့နော်အခုသူကပြောနေတာတော့ stock တွေတက်လာတယ်လို့ပြောတာလေပေါ့ and had to slow it down because of the COVID. We did we didn't go forward. We had a we did a very good job with COVID, but that was something that happened to the whole world. It was a shame. What a shame! All those people dead. အော်အဲ့ဒီ covid အကြောင်းကတော့ထားပါတော့နောက်တစ်ခုပြအောင်မယ်ဒီ impuro ကပြောဖိုင်ခွင့်ရှိနေတဲ့ speaker တယောက် caroline ပြောတဲ့ဟာကျွန်တော်ပြပေးမယ်ပေါ့နော်ကျွန်တော်သဘောကျတာတစ်ခုကသူတို့ကအဲ့ဒီစီးပွားရေးအကြောင်းပဲဖြစ်ဖြစ်ဘာအကြောင်းပဲဖြစ်ဖြစ် တတိမီဒီယာရှိမှပွင့်လင်းမြင်သာမှုကိုတို့ကအမေရန်ဖော်ထုတ်တာဖော်ပြတာတာကပြောတာပဲဗေမေခွင့်မဆူတို့ကရှင်းပြတာပဲဖြီးတာပဲပေါ့လို့အရင်တော့ကဘိုင်ဒန်ခက်တုန်းကအခုလိုမျိုးကကျုပ်ဈေးကအစဖြည့်ရှင်းတာမျိုးရှိလားမရှိဘူးဘိုင်ဒန်ခက်တုန်းကပွင့်လင်းမြင်သာမှုဆိုတော့ရှက်ရှက်ပပပဲဖြစ်နေတယ်ဆိုထရမ့်ကဘလူးပဲဖြစ်ဖြစ်ကြိုက်တာပဲဖြစ်ဖြစ်မကြိုက်တာပဲဖြစ်ဖြစ်သူ့ရဲ့ပွန်လီမင်တာမှုအစုရကိုတော့လေးစားရမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ကဲကယ်ရိုလိုင်းရဲ့ရှင်းပြချက်ကိုနားထောင်ကြည့်အောင် includes. I'm not naming everything that's included, but just to give you a few examples Social Security benefits, Medicare benefits. Yeah. New York Times ka CNN ka bulu ye khe le bulu pyo khe le ti la Donald Trump ka Medicare benefit in ku pay do ma no Social Security benefit in ku pay do ma so ba tin ka phwa bi ye ne lu to to me ka confuse pit ne hard ke ji la de da so no Trump ka lu su ji bo so aku in pyu lo ka pyan shin pya de ဒါရင်ကမီဒီယာရင်ကဖွာပြီးရေးတာတဲ့မင်းတို့နော် individual assistant ကနော် individual assistant ကဥပမာ medical benefit ရတဲ့လူကဆက်လက်ပြီးရမှာပဲ social security benefit ရတဲ့လူကလည်းဆက်လက်ပြီးရမှာပဲ a welfare ရတဲ့လူကလည်းဆက်လက်ပြီးရမှာပဲ food stamp ရတဲ့လူကလည်းဆက်လက်ပြီးရမှာပဲအစုရကပိတ်မှာမဟုတ်ဘူးခင်ဗျားတို့ကိုတားဆီးမှာလည်းမဟုတ်ဘူးခင်ဗျားတို့ရတဲ့ရထိုက်တဲ့ဥစ္စာကိုဆက်လက်ပြီးရမှာပဲ ဲ့ဒါက white house impu တော့ကပြန်နေရှင်းပြနေတယ်ဘာဖြစ်လို့လဲလွန်ခဲ့တဲ့တလတုန်းကတပတ်တုန်းက CNN တို့ New York Times တို့ကအကုန်လုံးဖွာပြီး link ပြီးရေးခဲ့တာကို food stamps welfare benefits yep. assistance that is going directly to individuals will not be impacted by this pause and i want yeah to will not be impacted by this pause no babulo le ti la asuya ka khu usaid တွင်ကိုเนาะ channel government grant တွင်ကိုအကုန်လုံး ပိတ်ခဲ့တာကိုဥပမာကွာပရိသတ်တို့နားလည်အောင်ပြောရမယ်ဆိုတော့ PSAID ဟိုအစုရပိတ်ခဲ့တာကိုငီခဲ့တော့ပိတ်ခဲ့တယ်။ဒါတွေကိုသတိမိတယ်ကိုဖောက်ပြီးမှမဟုတ်ဘူး။မင်းတို့ medical နဲ့ကိုပိတ်မှာမင်းတို့ food step နဲ့ကိုပိတ်မှာဆိုမှဖောက်ရေးတာဆိုတော့သူကပြန်ရှင်းပြတယ်မဟုတ်ဘူး။ကျွန်တော်တို့ပိတ်တာကအသက်သက်ဖြစ်နေတယ်။ဒီကိစ္စတွေအရာအလုံးကကျွန်တော်ပိတ်မှာမဟုတ်ဘူး။ခင်ဗျားတို့ဆက်လက်ပြရမှာပဲဆိုမှပြန်ရှင်းပြတယ်ပေါ့နော်။ဘယ်လောက်ထိကောင်းလိုက်တဲ့တည်င်းပေါ့နော်။ make that very clear to any Americans who are watching at home mm. who may be a little bit confused about some of the media reporting. Uh, so the American P2 P2 in ma ji ni de American P2 P2 ri de me no confused pit ni de bo no တဲ့နာမလေးဘူးစွန်းတော့ဒါကအမှန်ဖြစ်နေတယ်အခုစမပြောတာမှဖြစ်နေတယ်ပေါ့နော်မီဒီယာတွေကပဲဖွားပြီးရေးတာစမပြန်လေရှင်းပြတယ် receiving individual assistance from the federal government you will still continue to receive that ဘရစ်တန်တို့က CNN ကိုယုံမလားနယူးယောက်တိုင်းကိုယုံမလားဒါမှမဟုတ် Impuro က ရှင်းပြနေတဲ့ Caroline ကိုယုံပါလားနောက်ဆုံးမှာတော့ Pritat Dok ပဲရွေးပိုက်ခွင့်ရှိတယ်ပေါ့နော် Pritat Dok ကပဲဘသူကိုပူယုံတယ်ခင်ဗျားတို့ပုံမှန်မှုတည်တယ်ဒီကိစ္စကတော့ So what does this pause mean? It means no more funding for illegal DEI programs. I like it. No more funding for illegal DEI program. DEI ဆိုတာလုံးဝမရှိတော့ဘူး။လူပြူဖြစ်လို့လူမေးဖြစ်လို့အချောက်ဖြစ်လို့အပါငယ်ဖြစ်လို့အဲ့ဒါတွေထောက်ပံ့ရေးတွေမရှိတော့မှာမဟုတ်ဘူး။ means no more for the green new scam that has ta cost American taxpayers. Hey, green energy to funding shiro ma mo mu da scam Donald Trump ka green new scam lo na me ti me thara no. Tens of billions of dollars. It means mm. no more funding for transgenderism. Oh. No more funding for transgender, no? Yo, Charlie, got it. မင်းကလေးပြောင်းတာမျိုးမင်းကလေးကနေယောက်ျားလေးပြောင်းတာမျိုးနော်ဖူးစီလေးကွေးစီလေးပြောင်းတာမျိုးမလုပ်တော့ဘူးသူတို့က funding ပေးတော့မှာမဟုတ်တော့ဘူး and wokeness across our federal bureaucracy and agencies no more funding for green new deal social engineering policies yeah. again people who are uh, receiving individual assistance assistance you will continue to receive that the president trump is looking out for so asunya ka kungi thop ya de pitu lu thu bin bor lo khmyo lo set le pi ya ma be da lu pai ma mho bu issuing this pause uh, because he is being good steward of your taxpayer dollars. Right. Thanks, Caroline. Sure. How long is this pause going to last, and how is the Trump administration recommending that organizations that rely on federal funding make payroll, pay their rent in the meantime? It is a temporary pause, and the Office of Management and Budget is reviewing uh, the federal funding. So, by the way, Dinea Matunoro, three tabu luadaka, a mayor and pay mamu. ဒီ USAID အထောက်ပံ့တွေပန်းရရင်ပေါ့နော်သူတို့ကဘေနီယာကူလူအပ်လေဘေနီယာကူမလူအပ်လေဆိုတော့သူ review လုပ်နေတယ်ဆိုတော့ temporary ခတခဏသူတို့ကပိတ်တာဖြစ်တယ်ပေါ့နော်ဆိုတော့အခုလောလောဆယ်ပြောရမယ်ဆိုတော့ RFA တို့ VOA တို့ပေါ့နော်အဲသူတို့မှလည်းအစုရအထောက်ပံ့ကျဲတွေခတခဏရဆိုင်ထားတာကျွန်တော်တို့သိရှိနားလည်ရတယ်ဒါရင်းကထောင်ဝရပိတ်မှာမဟုတ်ဘူးအခု US ဘက်ကသူတို့ကလည်း review လုပ်နေတယ်ဆိုတော့ အချိန်ကြာလိုက်တော့သူတို့ရနိုင်ခြေရှိတယ်ပေါ့နော်တခြားအထောက်ပံ့တွင်တခြားအကူအညီတွင်ကလည်းအချိန်တိုင်းလည်းပြန်ရလာနိုင်ခြေရှိတယ်ဥပမာပြောရမယ်ဆိုရင်ဒုက္ခအတေထောက်ပံ့ရေးချောင်း US ကဒုက္ခအတေထောက်ပံ့ရေးတာကိုခက်တာခဏရင်ဆိုင်ထားတာဘာဖြစ်လို့လဲဆိုတော့သူတို့က review လုပ်တယ်ပြန်စစ်ဆေးကြည့်တယ်ပေါ့နော်ဆိုတော့သူတို့ကဒီကိစ္စကိုဘယ်လိုနည်းနဲ့ဆက်လက်ထောက်ပံ့နိုင်မလဲဆိုတာကသူတို့ကပြန်လည်သုံးသပ်မယ်အနေနဲ့အများကတော့ပြန်လည်စီပြင်မှာတော့တည်ချတယ်ဆိုတော့ဒီကိစ္စက temporary ပဲဖြစ်တယ်เนาะခေတ္တခဏတာပဲဖြစ်တယ်ယေရှုပိတ်တာမျိုးမဟုတ်ဘူးပေါ့တော့ဒါကပရိသတ်တို့ကတရှိနားလေဖူးလူဝတ်နေတယ်ဒါပေမဲ့မလူအပ်တဲ့ဟာကတော့လုံးဝယေရှုပိတ်သွားမှာတော့တေချာတယ်ခုနကသူပြောတဲ့ဥစ္စာ tangent ကိစ္စတော့ဒီ AI ကိစ္စတော့ကတော့ပိတ်မှာတော့တေချာတယ် has been going out the door. Again, not for individual assistance, but for all of these other programs um, mm. that I mentioned. I also spoke with the uh, incoming director of OMB this morning, and he told me to tell all of you that uh, the line to his office is open for other federal government agencies across the board. And if they feel that programs are necessary and in line, with the president's agenda, then the Office of Management and Budget will review those policies. Yeah. So any I, I talk about a go lu at that. အဖွဲ့အစည်းတွင်ဖြစ်နေတယ်ဆိုရင်အမေရိကန်ရဲ့ first policy နဲ့ကိတ်ငြိတယ်ဆိုရင်တော့ US ကဆက်လက်ပြီးထောက်ပံ့ကူညီတော့မှာဖြစ်ပါတယ် This is a very responsible measure. Again, yeah. the past four years, we've seen the Biden administration spend money like drunken sailors. It's a big reason we've had an inflation crisis in this country. Eh, Ari, Ari ka, ayon nung ka Biden na suya, nung ka ngay ko long wa ka. Ala hata tong suy ni ra, chong aku US ka inflation ni chong ni yara po. Ara chong turo ka pialisi sekira. Company administration to make sure, again, that every penny is being accounted for honestly. Mm. this pause with so little notice? Why not give organizations more time to plan for the fact that they are about to lose, in some cases, really crucial federal funding? There was for, for a period. There was notice. It was the executive order that the president signed. There's also a freeze on hiring, as you know, a, a regulatory freeze, and there's also a freeze on foreign <laughs> ဘာဖြစ်လို့အဲ့လိုမျိုးက NGO တွေ organization တွေအကူငီထောက်ပံ့တာတွေရက်တက်မယ်ဆိုတော့ဘာဖြစ်လို့ Juting ကလေးကလည်းအကြောင်းမကြားခဲ့တာလဲအခုလိုမျိုးသူတို့ကရုတ်တရက်ကြီးပိတ်တာမျိုးခင်ဗျားတို့လို့တဲ့ခါကျတော့ D1 Thunder တွေကလည်းအချင်းမရှိဘူးပေါ့နော်တခြားအလုပ်တွေကိုရှာဖို့မှလည်းသူတို့မှလည်းချိန်လိုအပ်တယ်ဘာညာကပီစင်ချင်းမရှိကြဘူးပေါ့ဒါမဲ့သူကတော့ပြန်ဖြေနေတယ်မဟုတ်ဘူးတဲ့ကျွန်တော်တို့သူတို့ကိုအကြောင်းကြားခဲ့ပါတယ်ဆိုမှပြန်ဖြေခဲ့တာပေါ့နော် And this is, again, incredibly important to ensure that this administration is uh, taking into consideration how hard the American people are working, mm -hmm. uh, and their tax dollars actually matter to this administration. Right. You know, just during this pause, uh, Doj and OMB have actually found that there was thirty-seven billion dollars that was about to go out the door to the World Health Organization, which is. Ooh. A- 아니 Doge 내 OMB가 송산스 세일 가짜로 그나 다른 six million 나도 별로사. WHO မှာတွားဖို့ဖြစ်နေခါနီးအဲ့ဒီငွေကို WHO မှာနော်တွားရောက်ခါနီးနဲ့မှသူတို့ကတားဆီးခဲ့တယ် နော်ဘာဖြစ်လို့လဲ US က WHO ကနေထွက်ပြီးပြီကွာဘာမှမဆိုင်တော့ဘူး WHO နဲ့ဆိုတော့36 million က WHO မှာတွားရောက်ခါနေမှာ US ကအခု Dodge ကတွားတွေ့တဲ့ခါကျတော့တားဆီးနိုင်တယ်ပေါ့နော် An organization, as you all know, that President Trump, with the swipe of his pen and that executive order, right. is no longer wants the United States to be a part of. So that yeah. would be in line with the president's agenda. Really? So, no, US name, Obama, Mr. Sign, no, book, US နဲ့မှာဘာမှမမမဆိုင်တဲ့ WHO ကိုဘာလို့ US ကတောက်ကုန်ကြီးမှလဲ36 million လောက်ကတော့ပြောတာ OGNOMB also found that there was about to be 50 million taxpayer dollars that went out the door to fund condoms in Gaza. အဲဒီကကစားရဲ့အထောက်ပံ့ရေးကိစ္စကလည်း50 million နော်အဲဒီကစားမရောက်ခင်မှာသူတို့ကတာစီနိုင်တယ်ပေါ့ Condom ဝေဖို့တယ် on Wheels or Head Start or Disaster Aid. Again, it does not affect individual assistance that's going to Americans. To follow up on Nancy, do you think there'll be a list? Sure. သူခဏခဏပြောနေတာတူးတယောက်အစူရအစင်မှာအကူကြီးထောက်ပံ့ရတာတွေကိုဘာမှထိရောက်မှုထိခိုက်မှုရှိမှာမဟုတ်ဘူးဆိုတော့ US နိုင်ငံသားတွေတူးတယောက်ပုံမှာပေါ့နော် US အစူရအထောက်ပံ့လို့ရတဲ့လူတွေဇူးရင်မနေနဲ့စိတ်ပူမနေနဲ့ကျွန်တော်တို့ဆက်လက်ပြရမှာပဲသူတို့ပိတ်တာတခြားပါမတူဘူး those students who are deporting individuals who have broken our nation's immigration laws. So if they are here illegally, uh, then certainly he is open to deporting them. And that's what this administration is hard at work at doing. We receive uh, data from DHS and from All right, တဲ့လူရင်းကွန်မြူနီကပြန်ပူရေးကိုသူပြောပြတာပါဒီကနေပဲကျွန်တော်ဆုံးသက်မရစေပေါ့နော်ကျွန်တော်နာမည်ကဂျင်းပါကျွန်တော်ရဲ့ YouTube channel လေးကိုသဘောကျမိတယ်ဘူးတူတာရမိတယ်ဆိုတော့ subscribe လို့ page အပြင်အပြည့်လို့ရပါတယ် Thank you so much for watching, beautiful people. I'll see you guys soon. Take care. God bless. Bye bye.